ရှင်မြမာရုပ်ရှင်ထုတ်လို့ရလောက်ဝင်ပါဟုတ်ကဲ့ဒီကျွန်တော်တို့ feeling ရုပ်ရှင်စကားတော့ကျွန်တော်တို့ရှင်မြမာရုပ်ရှင်ထုတ်လို့ရနဲ့ဒီ director ကိုဝိုင်းတို့ရဲ့ပထမဆုံးစတင်ပြီးတွဲဖက်ရိုက်ကူးခဲ့တဲ့ရုပ်ရှင်စကားလေးပေါ့နော်ဒီစကားလေးကိုတော့ကျွန်တော်တို့ဒီပါဝင်တဲ့ကျုပ်ဆောင်တွေဖြစ်တဲ့ဒီ နေဝင်ချူလေးနောက်ဒီစမိုဂျီနောက်ဒီဟိုကျန်တဲ့တရုတ်ဆောင်လေးအားလုံးကလည်းအကောင်းဆုံးကြိုးစားပြီးတော့ဒီဇကာလေးကိုအကောင်းဆုံးဖြစ်အောင်တော့ဝိုင်းဝန်းပြီးတော့ရကူထားပါတယ်ဒီဇကာလေးကလာမဲ့6ရက်6လ6ရက်6လဆိုကျွန်တော်တို့ဂျင်ပြတ်တတ်မှာဖြစ်ပါတယ်အဲ့ခါကျတော့ဒေါက်ကြီးလာရောက်အားပေးဖို့အတွက်တော့ဖိတ်ခေါ်ပါတယ်ခင်ဗျာရှင်မြမရဲ့ဗဒင်္ဂမြောက်လေရှင်မြမရဲ့ဒီကားကတော့ဟိုပေါ့လေကားမြောက်ပေါ့ကဲရှင်မှာတော့ သုံးကားဟိုပြတ်တပြီးဖြစ်ဖြစ်တာပေါ့နော်ဒီကားတော့၄ကားမြောက်စကားလေးပေါ့ဟုတ်ကဲ့အဲ့တော့စီမင်းယူနေမှာအလုံးပြတ်ဟုတ်ကဲ့ဟိုလာမဲ့ဂျူလဟိုဂျွန်လာ6ရက်နေ့ကစပြီးတော့နိုင်ငံတော်မှာရှိတဲ့အစီမင်းယူမှာပြတ်တာဘောမှာဖြစ်ပါတယ်အဲ့ဒီအကြောင်းလဲဒီ feeling စကားကြည့်ပြီးတော့ဘလို့ feeling လေးဖြစ်လာမယ်ဆိုတော့ဒီပိတ်ကားပေါ်မှာလာရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်ဆိုတော့ဒီကနေ့ပတ်သက်လို့ feeling ကို global emotion လို့ပေါ့ feeling promotion ကတော့ဒီလိုကျွန်တော်တို့ကတော့ပထမတော့ကတော့ဒီကရှေ့မှာပြတဲ့ကဟိုတပတ်ရမလားနှစ်ပတ်မရလားမသိဘူးเนาะဒီမတည့်တဲ့အတွက်ကျွန်တော်တို့ကပထမဒီဟိုဟာတို့ဒီနေဝင်းတို့ဒီချူလေးတို့ကလည်းသူကဟိုနောက်ရက်ဒီမှာမရှိတော့အတွက်ကျွန်တော်တို့ကဒီ Sunday ကိုပေါ့เนาะဟိုဟာကြိုပြီးတော့လုပ်လိုက်တော့ဒါပေမဲ့ဒီဂျာတဲ့မှာတော့လည်းကျွန်တော်တို့ဒီကားယုံတင်ဖို့နှီးတာတိုင်းအမြဒီကားနဲ့ပတ်သက်ပြီးတော့ဒီဟိုဟာလေး ဒီစားလေးဘာလေးထပ်ပြီးတော့ထွက်လွှင့်ပါမနောက်ဒီကျွန်တော်တက်တော့ဒီဘာလေးမလဲဒီမှာဆော့လို့ကောင်းတဲ့ဟာလေးထွက်လွှင့်ပါလို့ရပိုင်းတော့တက်တော့မှာတခုတင်တဲ့ဟာဆိုရင်အခု1.5 million လောက်ရှိပါပြီဆော့ရလို့တော်လေးများပါတယ်ဒီကွင်းကွင်းနဲ့ဟိုဟာနဲ့ချူလေးနဲ့ဟိုဟာဖြစ်တဲ့ဟာလေးတခုတင်လာအဲ့ဒါလေးဆိုဆော့လို့တော်လေးများပါတယ်ဟုတ်ပြီဒီကဒါတဲ့ဝဲအကျိတ်လားရှူရင်မအကျိတ်လားအလုံးတော့အလုံးတိုင်မီမီလောက်ကြတာပေါ့နော်အဓိကတော့ကိုဝိုင်းရဲ့ဟိုဟာလေးတွေပေါ့ ကိုဝိုင်းကသူကြိုက်တော့ကျွန်တော်တို့လည်းဒီကားလေးကိုဆက်ပြီးတော့ဇလန်လေးကိုဖြစ်တော့သဘောကျတယ်လေဘောကအလုံးတိုင်နေပြီးတော့ပြန်ကြတယ်ဒီဘောကတော့ကိုဟန်ဝဲဆိုလည်းအများကြီးကူညီပံ့ပိုးပါတယ်သူသူရဲ့ကျွန်တော်ကူညီပံ့ပိုးမှုလည်းပါပါတယ်သူလည်းတော်တော်လေးကိုကြိုးစားပါတယ်ကိုဝိုင်းနဲ့တူတူသူတို့ကျွန်တော်တို့၃ယောက်အလုံးဒီဘောမျိုးလုံကြတဲ့အတွက်ဒီစကားကောင်းလေးတစ်ခုဖြစ်လာတယ်ကိုကြီးဒီတမယိုးချက်ဇလန်မှုလေဆိုတော့ဖြိုးဝိတ်ကလည်းမဟုတ်ဘူးဟုတ်ကဲ့သူကတော့ဟို ရတဆုံတယ်ဘောနော်သူကအချစ်လက်ပါမယ်ဒီလွမ်းလက်ပါမယ်ဟောဘာလို့ဒီအရှင်လက်ပါမယ်အဆုံပေါ့ရတဆုံတဲ့ပါလေးပေါ့အဲ့လိုမျိုးအပြည့်ပြည့်ကျွန်တော်တို့ဒီမှာစကားတွေမှာဒီပုံမှန်ဟောဘာလမ်းကြောင်းတစ်ခုကလွှဲပြီးတော့ဟိုတွေးတွေးဖယ်ပြီးတော့နော်ဒါလိုမျိုးဇလန်းစမ်းလေးတစ်ခုထွက်စေခြင်းအတွက်ကြောင့်ဒီရှင်မီမှာထုတ်လို့ရနေပြီးတော့ထုတ်လို့ပြန်ချီတာဖြစ်ပါတယ်အဲ့တော့ဘူဝဲဒီမန္တကြီးရဲ့အမှုညာမန္တကြီးရဲ့ အဲ့ဒါဖြစ်တဲ့အတွက်ဒီပုံမှာ feeling ကိုပြီးတဲ့ message ပေးမယ်ဒီကကိုဝိုင်းကတော့ तू လုတ်ချင်တဲ့ဟာတော့ तू ရအောင်လိုက်တယ်ပေါ့ तू တော်တော်လေးအပင်ပန်းခံနေတော်တော်လေးဟိုဖြစ်ပြီ तू ကနောက်ကိုကသူ့ရဲ့ခြူစားချက်ကတော့အခြားဒါရိုက်တာနဲ့မတူဘူး तू ကဇညုံးကို လုံးဝပတ်ကပြီးမှ तू ကဒီစကားကိုရိုက်ဖို့လက်ခံမဟုတ်ရင်ဇညုံးမပြီးမချင်းဒီကားကိုမရိုက်ဘူးသူနဲ့ချူကျွန်တော်တို့အခြားစီစဉ်တဲ့ကားလေးလည်းရှိပါတယ်နော်ဒါပေမဲ့ဇညုံးပတ်ကမပြီးတဲ့အတွက်ကြောင့် तू လုံးဝ ရိုက်တယ်သူကအလုံးစညုံပတ်ကားပြီးပြီးလုံးဝစိတ်တိုင်းကြပြီဆိုမှသူကရိုက်တာပါအဲကြောင့်သူကားတွေရတယ်ဘာဖြစ်ဖြစ်ဟိုတနေ့တနေ့ကိုအရင်တည်းအများကြီးတော့မထွက်ဘူးပေါ့ဗျာတကားနကားအလောက်ပဲထွက်တယ်ဒါပေမဲ့ကားရဲ့ quality လေးတော့ကောင်းတယ်ပေါ့ဒီတော့ရွှေမန်နေပြည့်တယ်ကွာဘာမှန်းတိပေးလို့ဟောရွှေမန်နေကတော့ဒါပဲဖြစ်ပါကိုဝိုင်းနဲ့လည်းကိုလိုကားကောင်းလေးထုတ်တယ်ပေါ့ကိုလည်းကျွန်တော်တို့လည်းဟိုဟိုရုပ်ရှင်ကိုကားကောင်းတွေပဲထုတ်ဖို့ရည်ရထားပါလေအဲ့အတွက်လည်းရှေ့လျှောက်လည်းဆက်ပြီးတော့ကားကောင်းတွေ ြစ်အောင်ကြိုးစားပြီးထုတ်လုပ်ရမယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါအရာခက်ခဲကြောင့်ပေါ့နော်ဟိုနည်းနည်းလေးခက်ခဲဖြစ်သွားတာရှိပါတယ်အဲ့ကောလည်းဖတ်လို့ပြပါလို့တောင်းပန်ချင်ပါတယ်ကျွန်တော်တို့ဒီကောင်ကိုအချင်းယူပြီးတိတ်ထားကြိုးစားလေးစိုက်ထားပါတယ်ခံစားကြည့်ရှုပေးပါလို့လည်းကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုကတော့ဒီစကားတက်ပါနေစဉ်တွင်မှာ ဒီပိတ်ကောင်းကိုဖုံးတဲ့ဓပုံရိုက်ခြင်းပေါ့ပြုလို့ကိုကျွန်တော်ဒီကနေပြတ်တက်ရခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနော်။ရရပါဒီဖီလဆိုတဲ့ဖြင့်ဒါရီပါယူပါဆိုတဲ့အောင်မလေးနေနဲ့အကောင်းဆုံးပြုဆောင်ထားပါတယ်။ပြီးတော့ဘွားမှာဆရာကိုဝိုင်းနဲ့အရန်ကိုကာရဲ့ပြင်ချင်တာပါ။အဲဒီကိုဘွားရောပြီးရှင်အဝစီရောအကြီးကြီးကိုခင်ပြီးရပေါ့နော်။ဆရာနဲ့ရည်ကြီးပြီးရတဲ့ကျေးဇူးများကျေးဇူးများရှင်ပါတယ်။ ပြီးတော့ဆရာသားရိုက်တဲ့အချိန်မှာလည်းဒီနေ့အတွက်တကယ်လို့အဲ့ဒီရဲ့မသိသေးတဲ့ပညာရဲ့အများကြီးသင်ကြားပေးရတဲ့ဆရာကြီးများကျေးဇူးပါတယ်။ ကောင်းပါအကောင်းဆုံးပူဇော်ထားပါတယ်အဲ့တော့အဲရူပါလို့ကိုချမ်းကြီးတို့ကိုကြည်ပြီးသွားတဲ့အခါကျရင်တော့အားလုံးအားလုံးတယောက်ချင်းစီရဲ့စိတ်ထဲမှာ feeling လေးတွေတစ်ခုစီရမယ်လို့ထင်ပါတယ်အဲ့ဒါလေးကဘာလဲဆိုတာလည်းအရင်ပြီးချင်နေပါတယ်စကားချင်းပြီးသွားရင်ပြောပြပေးပါမယ်ရှင်ဘုန်းဆရာဝိုင်းနဲ့ပြန်မလို့ဆရာနဲ့ကားတိကိုပြန်ပြန်ရတဲ့အများကြီးပါတယ်ကျားကျွန်တော်စကူကျမရာတတိချာစာလေးနဲ့ကျွန်တော်တို့အတ္တမန္တနာတင်စားပြည့်ရဲ့ဆရာကိုကြည့်ကြည့်ရတယ်။ပြောဒီ ဘူးအဲ့ဒါကလူတွေကြည့်တယ်မှာလည်းဘာလို့လဲဆိုတော့ဆရာနဲ့ကျွန်တော်ရဲ့ရရှိနေတာဆရာနဲ့အတူတူဆုံးဖြတ်ရတယ်လေကျေးဇူးအများကြီးပါတယ်အဲအားဒီတိုင်းမှာတော့အဲဦးနေဝေးငယ်ဘွားဖြစ်ပြောဆောင်ပါတယ် ြည့်ပွားလို့ရှိရင်ဘယ်လိုမျိုးခံစားမှုလေးရလဲဆိုတာသားတို့ပြောလို့ရပါမလို့ပြောချင်ပါသေးတယ်။အာဒီစကားကျွန်တော်ပြောရပုံမှန်ဆုံးလို့ရှင်ကားဖြစ်တဲ့အပြင်ကျွန်တော်ဆရာပိုင်းနဲ့ပထမဆုံးသုံးတဲ့စကားဖြစ်တဲ့အတွက်ကျွန်တော်တော့တကယ်ကိုမှတ်ရနေပါပါ အဲဒီကားမှာကျွန်တော်အများကြီးတင်ကြားပြသပေးရဆရာဝန်ကျွန်တော်ကျေးကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးကျေးဇူးတင်ထိုက်တဲ့သူအများကြီးကျွန်တော်ပြောမှာဖြစ်တဲ့ကျေးဇူးတင်ထိုက်တဲ့သူတယောက်ချင်းတယောက်ချင်းစီကိုကျွန်တော်ယဉ်နေရတယ်ကျွန်တော်ကျေးဇူးတင်ပါရကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒီ fitness စကားလေးကိုပြည့်ချီအားလုံးလည်းကြီးစုပြီးဝေဖန်ကြံပေးပြောပြကြပါခင်ဗျာအခုလုံးကြီးနဲ့ director ကိုဝိုင်းတို့ကယုံကြည်ပြီးတော့ဒီစိုးဒီကားလေးမှာပေါင်းလို့ပြီးဒီစိုးနေအားကြီးကျေးဇူးတင်ပါတယ်ဒီကားလေးမှာတော့ကိုဝိုင်း

မင်းကြီးအကြီးလူမောင်များအားလုံးမင်္ဂလာပါလို့လို့ဝန်ဆက်ပါတယ်ကျွန်တော်တို့ပြုဆောင်အောင်လုပ်နေပါဒီကားလေးမှာကျွန်တော်ကနေဝင်ရဲ့အဖြစ်အပျက်နဲ့ပြုဆောင်တော့ပါတယ်ကျွန်တော်ယုံကြည်ခိုင်းတဲ့ရထုတ်လို့သူတို့နဲ့ဒရိုက်တာကိုဝိုင်းကိုလည်းကြည့် အထူးကျေးဇူးပါတယ်ကျွန်တော်လည်းစွမ်းသလောက်တော့ကြိုးစားထားပါတော့ဒီတက်ကြီးကြည့်ပြီးတော့အကဲပြတ်ဆုံးပြတ်ပြီးကြပါဘူးဒီကားလေးကိုလည်းလေ6လပိုင်း6ရက်နေ့ရုံးတယ်မှာတော့ကြည့်ပြီးတော့လည်းအားပေးကြပါအောင်ရက်ွက်သေးဦးလေဖြန့်ပြီးပြကြပါအောင်လို့ပြောနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကိုနေဝင်းရဲ့ဟိုအလို့ရှင်မန်နေဂျာခက်ဆူဆူတရားနေရတယ်ပြောဆောင်ပါမယ် ကျွန်တော်ယုံကြည်တဲ့အခိုင်နဲ့ကိုယ်ပိုင်မန်နေဂျာကိုအောင်စိုးနဲ့ကျေးဇူးတင်ပါတယ်လို့အဲဖီလင်းမရှိတဲ့လူဖီလင်းရှိရင်ဒီကနေ့လာကြည့်ကြပါလို့ပြောချင်တာခင်ဗျအားလုံးကျေးဇူးတင်ပါခင်ဗျ